လူတရာကိုခေါ်ပြီးမေးလိုက်နော်ခင်ဗျားတို့မှန်တာကြိုက်တယ်မှန်တာကြိုက်လားမေးမေးလို့ရှိရင်လူတရာလုံးကကျွန်တော်တို့မှန်တာကြိုက်တယ်မှန်တာကြိုက်တယ်အကုန်လုံးမှန်တာကြိုက်တဲ့လူကြီးပဲမှားတာကြိုက်ပြရတယ်လို့တယောက်မှပြောမှာမဟုတ်ဘူးတဲ့အဲ့ဒီအချိန်ကြောက်လို့ရှိရင်အဲ့ဒီမှန်တာကြိုက်ပါတယ်ဆိုရင်လူတရာကိုနောက်မေးခွန်းထပ်မေးလိုက်ကြည့်အဲ့ဒါအကဲကောင်းပြီခင်ဗျားတို့မှန်တာကြိုက်တယ်ဆိုရင်မှန်တာပြောရဲလားမှန်တာလှုပ်ရဲသလားမှန်တဲ့ဘက်မှာခင်ဗျားတို့ပြက်ပြက်သားသားရဲသလားလို့မေးလိုက် မင်းလိုက်အမှန်လားကြိုက်တယ်ဆိုတော့လူပေါင်း98ယောက်လောက်နောက်ဆော့သွားတယ်။ကြောင်းမျိုးမျိုးတောက်တမျိုးပြသွားလိုက်မယ်တဲ့။အဲ့လိုအဲ့လိုတင်နောက်ဆော့သွားတယ်။ပြောချင်တာကအဲ့လိုပြောသွားတဲ့စကားတွေအကုန်လုံးရဲ့ common ground ၊ဆုံချက်ကတခုတည်းပဲကြောက်လို့။အဲ့98ယောက်လုံးကကြောက်လို့သူတို့အမှန်ကိုကြိုက်ပါတယ်ပြောပြအမှန်နာနေပြီးတော့နောက်ဆော့သွားတယ်။၂ယောက်ပဲကြက်။အကျန်နှစ်ယောက်ကတော့မေ့ကြည့်လိုက်တယ်မင်းတို့ကဘာဖြစ်တာလဲဆိုတော့အဲ့၂ယောက်ကပြောနေမြဲတဲ့။ ကျွန်တော်တို့ကအမှန်ကြိုက်တာမဟုတ်ဘူးတဲ့အမှန်ကိုချစ်တာချစ်ချင်းနဲ့ကြိုက်ချင်းကိုအဲ့ဒီမှာခွဲသွားတယ်အမှန်ကိုချစ်လို့အမှန်လားမခွာဘူးနှစ်ယောက်က